ထူလိုက်တဲ့ကြည့်ရှုနေကြတော့ပြည်တွင်းပြပရဟန်းရှင်လူပြည်သူအလုံးတောကခတ်သိနေအေးကြ၍နှလုံးစိတ်ဝမ်းအေးချမ်းကြပါသည်ယခုအခါယာဒီဆဝင်းတို့ပြောင်းလာတာအောက်တိုဘာလ23ကနေ29ရောက်ရှိလာပါပြီမကြမီတစောင်းမုံတစောင်းတိုင်းပျော်စရာများနဲ့မြိုင်ဆိုသလိုပဲနခတ်တရားဒီစုံကြည့်လာပြီးတော့ တစားမုံလာပြည့်ကြီးကျေတာယာတွေနဲ့ဆုံးပြီးတော့တာယာလှပတဲ့ကောင်းငင်ပြင်းကြီးနဲ့နခတ်တာယာတွေဆုံမဲ့အချိန်မှာဒီအချိန်မှာဖြူလိုက်ဆိုင်ကိုကြည့်ရှုနေကြတဲ့မိသားစုပိဋကကြီးအတွက်ခုနှစ်နှစ်ခုနှစ်နာရာသီပွားကကြမာများအဆုကောင်းဟောပြမှာဖြစ်ပါတယ်အပ္ပိထုံရာသီပွား ေထုံရာဒီဘွားကြီးတော့မေ22နဲ့ဂျွန်21ကျမှမူဖားသူတွေဖြစ်တယ်။ဒီရာဒီဘွားကြီးကတော့စီးပွားရေးကျမရေးငွေကြေးရာသူအခြေရေးအိမ်ဆောင်ရေးကုန်သွယ်ရေးဟိုတယ်ခရီးလုပ်ငန်းတွေကန်ကောင်းပါလိမ့်မယ်။ငွေဝင်များသောကာလဖြစ်တယ်။ဘာသာရေးဆရာအရောင်းဝယ်တွေဖြစ်ထွန်းလိမ့်မယ်။ငွေချင်းငားတာစုမဲလုပ်တဲ့ကိစ္စ share stock လုပ်ငန်းတွေရပ်ထားပြီ။အဆင်မပြေပါဘူး။အလေအညာကြုံမှုရှိပါတယ်။ အလူပေးရတတ်တဲ့မင်္ဂလာဆောင်ကိစ္စတွေလောက်လေယာချမ်းပြီးတိုက်တာကွန်တူဝယ်ရောက်လူများအဆင်ပြေအောင်မြင်ပါလိမ့်မယ်အမှုပညာအလားပါနဲ့ဆက်နွယ်တဲ့လူတွေထိတ်တန်းရောက်ပြီးအောင်မြင်မဲ့ကာလတစ်ခုပါပဲဒရီသားမှာတော့အစားတော့ပါပဲအစားတော့မဆင်ခြင်တဲ့အတွက်ကြားမကြီးရော့သွားဖို့ရှိပါတယ်တိုက်ကြီးရွယ်ဦးများဆေးရုံဆေးကရောက်ဖို့ရှိပါတယ် ဒါကြောင့်အိမ်မှာတက်ကြီးရုပ်ကလေးတငယ်တွေဂယူးဆိုင်ပါမိဖို့ကြောင့်သုံးပစ္စည်းတွေအိုးကွဲပကံကွဲမှန်ကွဲအဟောင်းအပြက်တွေစွန့်ပေးပါတောက်ပြောင်တဲ့အရောင်တွေဝတ်ပါအနည်းအနက်တွေရှောင်ပါစက်တွေမင်္ဂလာနဲ့နေထိုင်ပြောဆိုပါငါးနှစ်ခွန်ပတ်လဲမွေးနေ့တွေမှာထီထိုးပါပူကံကောင်းခြင်းနဲ့ဆိုရင်တော့ဒီချိန်မှာအရက်ရှင်းမျက်နာမှာသမင်းတို့ဝီတာတို့ ငွေပန်းတကူဝေတာတို့အစားအသောက်လှူတာတို့လှုပ်ပါ သူကတော်သူကတော်သူကတော်နဲ့ပရိဆက်ပါစိတ်ပြီးပါမိတို့ရာဒီဘွားမိသားစုအလုံးဘေးရန်ကြီးကြားမှာချမ်းသာကြပါလိမ့်မယ်